်မင်္ဂလာပါဓမ္မဗုဒ္ဓ channel မှာကြိုဆိုလိုက်ပါတယ်ဒုက္ခလေလူလောကမှာအဆင်ပြေတဲ့အခါမှာချမ်းသာလို့အဆင်ပြေတဲ့အခါမှာဆင်းရဲဒုက္ခအကြက်တဲတွေတွေ့အဲ့လိုတွေ့လာတဲ့အခါမှာလည်းပဲဆင်းရဲဒုက္ခတွေကြုံတဲ့အခါမှာ depression မဖြစ်ဖို့စိတ်ထက်မကြဘူးစိတ်သက်သာရရတဲ့နိလန်းနေနဲ့တွေးရမြတ်စွာဘုရားပေးထားတဲ့ general point ကတော့ဘာတုံးဆိုလို့ရှိရင်ဘယ်အရာမှမမြဲဘူးတဲ့တခဏပဲဆိုတဲ့အတွေးလေးနဲ့သိခံပါဆင်းရဲတဲ့အတိုင်းအတာတစ်ခုကိုအဲ့ဒါနဲ့ခုခံကာကွယ်ထားသည့်အတွက်ကြောင့်ကိုယ်စိတ်ဓာတ်မှာ depression ဖြစ်တယ်ဆိုတာမရှိဘူးစိတ်ဓာတ်တွေနှိမ့်ကျသွားတာမျိုးမရှိဘူးတဲ့ခုခံနိုင်တယ် ေချမ်းသာဒုက္ခနဲ့တွေ့လာလို့ရှိရင်လေလူတွေကဘဝင်မြင့်ပြီးအောက်ချင်လွတ်တတ်တယ်အဲ့ဒါလို့မဖြစ်ရအောင်လည်းပဲခုနကအေချမ်းသာတယ်ဆိုတာလေသာဝရမဟုတ်ဘူးတခဏမြသာဖြစ်တယ်လို့မှန်ကန်တဲ့အတွေ့အလေးတွေနဲ့တွေးပြီးတဲ့အခါမှာကိုယ့်ရဲ့စိတ်ဓာတ်ရင်းရိုင်မှုမရှိအောင်ကြံ့ခိုင်အောင်ကြိုးစားရမယ်ဒါကိုပြောတာကောင်းဆိုးလောကရန်ကြံ့ကြံ့ခံ ဘဝကိုလှလှပပဒီဆောက်ချင်ဟောဒီလောကရန်ခန္ဓာရဲ့ရှိဖို့ကြိုးစားရမယ်ဒါနံပါတ်1เนาะလောကရန်ခန္ဓာအောင်ကြိုးစားဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်လောကရန်ဆိုတာရှိတာကြည့်ပဲစင်ရတဲ့ပုဂ္ဂိုလ်မှလည်းရှိတယ်ချမ်းသာတဲ့ပုဂ္ဂိုလ်မှလည်းရှိတယ်ဘယ်နိုင်ငံသားပဲဖြစ်ဖြစ်ဘာလူမျိုးပဲဖြစ်ဖြစ်ဘာဘာသာကိုယ်ွယ်ကိုယ်ွယ်ဒါတွေကတဏှီတဲပဲဘာဖြစ်လို့လောကဓမ္မလောကရဲ့သဘာဝလို့ပြောတာเนาะ ကဲရတယ်ချီးမွမ်းတယ်ဆိုတာချီးမွမ်းတဲ့လူကချီးမွမ်းတဲ့ကဲရတဲ့လူကကဲရတယ်အလုံးသိကြလိမ့်မယ်လေဒါကတော့ကအမေရိကန်သမတအရင်သမတအီရတ်သွားတဲ့အခါကျတော့သတင်းစာဆရာတယောက်ကဖဏတ်နဲ့ထုတယ်မဟုတ်လားဘာပဲဖြစ်ဖြစ်တခုခုအစောစားဆိုတာ နိုင်ငံကောင်းဆောင်သမတာဖြစ်နေသောကခံရတာမျိုးရှိတာစိတ်တက်ရေးရမတုံလို့ဘုရားသိအရေးကြီးတယ်ပေါ့ကိုလည်းကိုအတိုင်းတာနဲ့သူလည်းသူအတိုင်းတာလောကမှာနေတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာကြည့်စိတ်တက်ကြန့်ခိုင်ဖို့ကြိုးစားရအဲ့ဒီစိတ်တက်ကြန့်ခိုင်တယ်ဆိုတာသူကသူကြန့်ခိုင်လာမှာမဟုတ်ဘူးကိုယ်တိုင်ကြိုးစားဖို့လိုအပ်တယ်ဘာဖြစ်လို့လဲဆိုရင်ခန္ဓာကိုယ်ကြီးကြန့်ခိုင်အောင်ဘာတွေလုပ်ကြလူတွေ လမ်းလျှောက်ကြတယ်ကျမကြီးလေ့ကျင့်ကြတယ်ဟုတ်တယ်မို့ကျမကြီးလေ့ကျင့်ကြတယ် physical exercise တွေလုပ်ကြတယ်အားကစားသမားတွေဆိုမမောနိုင်မပတ်နိုင်အားကစားလေ့ကျင့်မှုတွေပြုသို့သောလောကလူသားတွေမေ့နေတာလှုပ်ဖို့မေ့နေတာဘာလို့ဆိုရင် mental exercise ပဲစိတ်ကိုကြံ့ခိုင်အောင်ချိုးစားမှုကြတော့အားပြော့နေကြတယ်အဲ့လိုအားပြော့နေကြသည့်အတွက်ကြောင့် တလောကလုံးတကဘာလုံးမှာရှိကြတဲ့လူသားတွေဟာလောကရံနဲ့ကြုံလိုက်လို့ရှင်ရိမ့်ရင်ထွက်သွားတယ်။စိတ်ထားချမ်းခိုင်မှုအတွက်ကလည်းပဲ physical exercise လုပ်တယ်လို့ mental exercise လုပ်ဖို့လိုအပ်တယ်ပေါ့။အဲ့ဒါတရားချင့်တယ်ဆိုတာအဲ့ဒါပြောတာနော်။တရားချင့်တယ်ဆိုတာအဲ့ဒါပြော။ physical exercise လုပ်တယ်ဆိုလို့ရှင်လူတွေဟာလမ်းထွက်ရှောင်းရတယ်၊ကျန်းမာရေးလေ့ကျင့်ရတယ်၊အပြေးလေ့ကျင့်တယ်၊ခန္ဓာကိုယ်ချမ်းခိုင်အောင်လုပ်တယ်။ ဒါဖြင့်စိတ်ဓာတ်ကြံ့ခိုင်အောင်ဘာလို့တော့တရားထိုင်နေတို့စိတ်ဓာတ်လေးချင်ခံယူတယ်စိတ်တည်ငြိမ်အောင်ကြိုးစားတယ်ကိုယ်အိမ်မှာကိုယ်နေရင်ကနေပြီးတော့မှန်ကန်တဲ့အတွေ့အကြုံတွေတွေးတယ်ဆိုပါစို့လောဘစိတ်တွေများနေတယ်တွေ့တာစိတ်တွေများနေတယ်တုံးနဲ့တူခင်မင်ပြီးတော့သိတ်တွေ့တာမှုတွေများနေလို့ရှင်တွေးလေအေးလူဆိုတာတနေ့ကြတော့ခွဲရအောင်ပါပဲဟော မခွဲခင်တို့ဘာတွေလုပ်မလဲတချို့ကအဲ့ဒါမျိုးကိုစဉ်းစားရမှာမစဉ်းစားချင်ဘူးပေါ့စိတ်ဓာတ်ကြံ့ခိုင်အောင်အဲ့ဒါတွေကလေ့ကျင့်ပေးရဆိုပါစို့နုပြိုနေတဲ့အရွယ်ရှိတဲ့ပုဂ္ဂိုလ်တွေကစဉ်းစားရမှာပါဇရာဓမ္မောမိဇရံအနတ္တိတောငါမှအိုခြင်းသဘောရှိတယ်အိုတဲ့သဘာဝငါမှရှိနေတယ်အိုခြင်းတရားကိုငါမလွန်မြောက်နိုင်သေးဘူးလို့ ဒီဟာစိတ်ကြံ့ခံအောင်လေ့ကျင့်မှုတစ်ခုပဲတကြောအဲ့ဒါတွေတွေးရင်စိတ်ပြည့်စရာကြီးလို့ထင်တယ်မဟုတ်ဘူးစိတ်ပြည့်စရာတွေးတာမဟုတ်ဘူးတဘာဝအမှန်ကိုသိအောင်ကြိုးစားစိတ်ဓာတ်ဆိုတာတဘာဝအမှန်ကိုသိမှဒီထန့်တယ်ရင်းကျက်လာဗျာဒိဓမ္မောမိဗျာဒေနတိတော်အေးငါခန္ဓာကိုယ်ကြီးဟာနာရတဲ့သဘောရှိတယ်နာခြင်းတရားကိုငါမလွန်မြောက်နိုင်သေးဘူးတွေးပါ စဉ်ញင်စဉ်းစားပေးပါ လေ့ကျင့်ပေးပါစိတ်ကိုဒါနဲ့လေ့ကျင့်ပေးအာယုံနဲ့စိတ်ကိုလေ့ကျင့်ကောင်းတဲ့အာယုံနဲ့စိတ်ကိုလေ့ကျင့်တာခေါ်တယ်မရဏဓမ္မောမိမရဏာနတိတောလူတိုင်းလူတိုင်းဟာတည်ခြင်းသဘောရှိတယ်ငါလည်းပဲတည်ခြင်းသဘောရှိတယ်တည်ခြင်းတရားကိုငါမလုံမြောက်နိုင်ဘူးလေ့ကျင့်ပေးပါလေ့ကျင့်ပေးသည့်အတွက်ကြောင့်ဟောတန်ရောစင်ဒီယောဘာလာအတွေ့အထိယောဘာလာ လူတွေကထင်တယ်အတွေ့အတာရောပါသွားလို့ရှိရင်တူနဲ့တူကွဲသွားလိမ့်မယ်လို့ထင်တာမဟုတ်ဘူး။တန်ရောစင်နဲ့တွေ့တာဟာမေတ္တာနဲ့တွေ့တာနဲ့မတူဘူး။တူနဲ့တူမေတ္တာနဲ့ကုညီဆောင်းလျှောက်တာကမှပိုးခိုင်တာတန်ရောစင်ကမခိုင်ဘူး။တန်ရောစင်ဆိုတာကိုယ်အလိုချာလေးဖြစ်နေတုန်းနဲ့တန်ရောစင်ကိုယ်စိတ်တိုင်းမကြတော့ဘူးဆိုတာနဲ့တပြိုင်နက်တန်ရောစင်မရှိတော့ဘူး။ တဏရဲ့သဘောကခုကောင်းစားဖို့ပဲကြည့်တယ်ဆိုပါစို့သားသမီးတွေကိုမိဘတွေကချစ်တယ်ချစ်တယ် ਨੇ ပြောကြတယ်သားသမီးချစ်တာလားကိုယ့်ကိုယ်ကိုချစ်တာလားတေချာဆန်းစစ်ကြည့်အများကတော့ဖြေလိုက်မယ်သားချစ်တယ်သမီးချစ်တယ်ပေါ့ဒါဖြင့်အဲ့ဒီသားသမီးကိုဘာကြောင့်ချစ်နေတာတုံးလို့မေးလိုက်လို့ရှိရင် ဒီသားသမီးလေးကိုကြည့်ပြီးတော့ကိုယ်စိတ်ထဲမှာစိတ်ချမ်းသာနေတယ်။အာကိုနေတယ်ယုံကြည်နေတယ်။ငါတကြည်ငါသားလေးကငါဆောင်းရှောက်မှာပဲငါသမီးကငါဆောင်းရှောက်မှာပဲနဲ့ဟော။အာကိုမှုတွေတွေ့တာမှုတွေအဲ့ဒီလိုမျောလင်းချက်ကလေးတွေနဲ့အထင်။အဲ့ဒီသားသမီးကကိုယ့်ကိုဒုက္ခပေးလာပြီဆိုရင်မိဘတွေဘာလုပ်ကြရော။အိမ်ကနေနှင်ချပြီးအမွေပြကြော်ညာရတယ်မဟုတ်လား။ အဲ့ဒါဖြင့်အဲ့ဒီသားသမီးကိုချစ်တယ်ဆိုတာဘာကိုချစ်တာတုံးလို့မေးလို့ရှိရင်ကိုယ့်ရဲ့ပျော်ရွှင်မှုကိုဖျက်ဆီးလာပြီးကိုယ့်ရဲ့ဘဝကိုထိခိုက်လာပြီးဆိုလို့ရှိရင်အဲ့သားသမီးမချစ်တော့အဲ့ဒါကိုကြည့်မယ်ဆိုရင်မိဘတွေကတကယ်ချစ်တယ်ဘာကိုချစ်တာတုံးဆိုကိုယ့်ဘဝကိုချစ်တာပဲကိုယ့်ဘဝကိုထိပါလာပြီးနှောင့်ယှက်လာပြီးဆိုရင်လက်မခံတော့ဘူးလေချစ်လာပါတယ်ဆိုတော့ဇနီးမောင်နှံနေ ဒိုက်ဗော့စ်လောက်ကြတယ်၊ကွာချင်းကြ။ဘာဖြစ်လို့ပြောကြတဲ့အခါမှာစိတ်သဘောထားချင်းမတိုက်ဆိုင်လို့ဆိုလိုတာကသူ့စီကကိုပျော်ရွှင်မှုမရဘူး၊ကိုယ့်စီကသူပျော်ရွှင်မှုမရဘူး။ကိုယ့်ရဲ့ပျော်ရွှင်မှုတွေဆုံးရှုံးကြတယ်။အဲ့ဒီဆုံးရှုံးတာကိုမကြိုက်တာပဲအမှန်အတိုင်း တကယ်အနိတာရကိုလိုက်ရှာကြည့်လို့ရှိရင်မြတ်စွာဘုရားကဒါကြောင့်မို့ဟောတာအတ္တတမံပေမံနတ္ထိကိုကိုကိုချစ်တာလောက်တခြားကိုကိုကိုအချစ်နဲ့တူတဲ့အချစ်ဆိုမရှိဘူးလို့ဒီလိုပြောတာဒါကတကယ်ကိုအစစ်အမှန်ကိုဟောအေးဒါကြောင့်မို့လို့မေတ္တာဆိုတာကတော့အဲ့ဒါမျိုးမဟုတ်ဘူးတဏှာကရယူလို့တယ်ခံစားလို့တယ်ဒါတဏှာချစ် မေတ္တာချက်ဆိုတာကအဲ့ဒါမျိုးမဟုတ်ဘူးသူများအတွက်ပေးဆက်ချက်မေတ္တာချက်ကသူများအတွက်ပေးဆက်တယ်တဏှာကကိုယ့်အတွက်မေတ္တာကသူ့အတွက်သူ့အတွက်လှုပ်တာကပို့ပြီးတော့ခိုင်မြဲတယ်ဘာဖြစ်လို့လို့ဆိုစဉ်းစားရတယ်သူ့အတွက်စဉ်းစားတာကိုယ့်အတွက်မစဉ်းစားဘူးဟိုတစ်ဖက်ကလည်းမေတ္တာနဲ့ဆိုရင်သူ့အတွက်စဉ်းစားတယ်ကိုယ့်အတွက်မစဉ်းစားဘူးအဲ့ဒီတော့သူ့အတွက်စဉ်းပြေးနေလို့ရှိရင်ဟော မကွဲမကွာဖြစ်တာပေါ့ဟိုလူကလည်းငါအတွက်စဉ်းစားတယ်ဟိုလူကလည်းငါအတွက်စဉ်းစားတယ်နှစ်ဦးကိုယ့်အတွက်ကြည့်ပဲစဉ်းစားတယ်လိုဘဖြစ်နေတဲ့အချိန်မှာတော့ကိုယ့်အတွက်ဖြစ်နေရင်ခြေနဲ့တယ်ကိုယ့်အတွက်မဖြစ်ထန်တဲ့တပြိုင်တည်းခွဲကြရောအဲ့တော့မေတ္တာချက်နဲ့တဏှာချက်တခြားနည်းနဲ့ပြောမယ်ဆိုလို့ရှိရင်မေတ္တာချက်ကအေးမြပြီးတော့တဏှာချက်ကပူလောင်နေတဏှာရဲ့နောက်ွယ်မှာဘာတွေလာတော့ဆိုတော့တောကဆိုတာရောက်လာ ဆိုရင်ဓာတ်တွေပူဆွေးဓာတ်တွေဓာတ်တွေဖြစ်လာမေတ္တာရဲ့နောက်ကမှဓာတ်တွေလုံးဝမရှိဘူးအေးချမ်းနဲ့တင်ငိမ့်နဲ့ဆိုတာတွေဖြစ်တယ်ဒါကြောင့်မို့မေတ္တာနှလုံးသားနဲ့ချစ်နိုင်အောင်ကြိုးစားအဲ့ဒါပို့ပြီးတော့ခိုင်မြဲတယ်စိတ်ဓာတ်ချမ်းခိုင်မှုနဲ့ပတ်သက်ပြီးတော့ဒါကိုမြတ်စွာဘုရားကအေးလောကရန်နဲ့ကျုံးလာပြီဆိုလို့ရှိရင်ကြံ့ကြံ့ခံနိုင်အောင်လေ့ကျင့်ရအောင် စိတ်ဓာတ်ကိုလေ့ကျင့်ပေးရမယ်လေ့ကျင့်တယ်ဆိုတဲ့နေရာမှာဘာနဲ့လေ့ကျင့်တမထကျင့်စဉ်တစ်ခုကိုကျင့်တာလဲဒါလေ့ကျင့်တာပဲဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်တာလဲလေ့ကျင့်တာပဲအဓိကကတော့ wise attention လို့ဆိုတယ်မှန်မှန်ကန်ကန်စဉ်းစားတတ်မှုပါယောနိသောမနတိကာရလို့ခေါ်တယ်မှန်မှန်ကန်ကန်စဉ်းစားတယ်ဆိုတာဘာတုံးဆိုရင် အဆိုးဘက်ကမကြည့်ဘူးကောင်းဘက်ကကြည့်အကုသိုလ်ဖြစ်အောင်မကြည့်ဘူးကုသိုလ်ဖြစ်အောင်ကြည့်အကောင်းဘက်ကတွေးအရရမအကုန်လုံးအကောင်းဘက်ကတွေးရမှာလားလို့ဆိုဒီလိုတော့မဟုတ်ပါဘူးမှန်ကန်တဲ့ဘက်ကအကောင်းဘက်ကစဉ်းစားနိုင်တတ်ရအဆိုးဘက်ကကြည့်ကြည့်လို့ရှိရင်အဆိုးဆိုတာအပြစ်ကိုကြည့်ကြည့်တဲ့အခါမှာအရရမအမှန်ကိုကြည့်ဖို့လိုအပ်တယ်ပေါ့ ဆိုပါစို့လူတယောက်ပေါ်မှာကိုကဒေါသဖြစ်တယ်ဒေါသဖြစ်တယ်ဆိုတာ तू ဘာအတွေးနဲ့ तू ဒေါသဖြစ်တယ်လဲလို့ဆိုရင်အေးဒီကောင်ကငါ့ကိုစော်ကားတယ်တက်တက်စော်ကားတာပဲဆိုတော့အဲ့ဒီအတွေးတွေနဲ့တွေးလိုက်မယ်ဆိုလို့ရှိရင်ဒေါသဖြစ်လာမှာအဲ့ဒီအတွေးမဟုတ်ဘဲနဲ့ပြောင်းပြီးတော့တွေးလိုက်တယ်အေး तू ဆဲတာ तू ဆိုးတာငါကပ်ပါတာမဟုတ်ဘူးငါနဲ့မဆိုင်ဘူး तू ဆိုး तू ခံလိုက်မယ်ငါမပတ်သက်ဘူးလို့ဆိုရင်သူ့ပုံမှာဒေါသမထွက်ပြန်ဘူးအတွေးလေးဟာဒီနားလေးတွေမကပ်ပြီးတော့ခွင့်လွတ်တတ်တဲ့အတွေးဆိုတာလည်းရှိလူတွေကကိုကိုကိုကြတော့ခွင့်လွတ်တယ်သူများကြတော့ခွင့်မလွတ်ဘူးဆိုတာလောကမှာထင်ရှားတယ်နော် ကိုကြောင့်ဖြစ်လို့ရှင်မတော်တဆလို့ပြောတယ်သူများကြောင့်ဖြစ်လို့ရှင်နမောနမဲ့လို့ပြောတယ်တကယ်ကိုအဲ့ဒါလို့ဖြစ်တယ်နော်သူများကြောင့်တစုံတစ်ခုဖြစ်သွားရင်ဟာဒီလူကနမောနမဲ့နေလို့ဖြစ်ကိုကြောင့်ဖြစ်ရင်တော့မတော်တဆအသူများကြောင့်လည်းမတော်တဆလို့တွေးလိုက်ရင်ဒေါသမဖြစ်တော့ဘူးအဲ့ဒါဩမတော်တဆဖြစ်ရှာတာပဲနော်ဒါစိတ်ဓာတ်ရဲ့အကြံခံမှုတွေပဲကိုယ့်ကိုလေ့ကျင့်ပေးရမှာအောင်ပြောတာ သူများပေါ်မှာအပြစ်နဲ့မြင်နေသေးတဲ့မြတ်ကကလပတ်လို့မေတ္တာဆိုတာသက်ဝင်နိုင်ဖို့မဖြစ်ဘူးတဲ့ဘေးရပဲဖြစ်ဖြစ်အစဉ်ပြေအောင်စဉ်းစားတတ်ဖို့လိုတယ်ပေါ့အကောင်းဘက်ကကြည်တာတွေဟာစိတ်ဆင်းရဲမှုကိုကာကွယ်ပေးနိုင်တာတော့သိကြတယ်ပုံမြင်လေးတစ်ခုရှိတယ်မြေထာမောင်းနဲ့မြေထာမောင်းသမားတယောက်အင်ဂျင်ဒရိုင်ဘာ မီးထားဒရိုင်ဘာတယောက်ဘယ်တော့ဖြစ်ဖြစ်သူကအကောင်းဘက်ကကြီးပဲပြောတယ်အဆိုးဘက်ကဘရောမှချစ်ဘူးအကောင်းဘက်ကကြီးပဲပြောလို့ရှိတယ်ဒီနေ့ကျတော့ဘာဖြစ်တုံဆိုမတော်တဆသူ့အက်ဆီဒင့်ဖြစ်တယ်ဆေးရုံတင်လိုက်ရဆေးရုံတင်လိုက်ရတော့ခြေထောက်တစ်ဖက်ဟာမီးထားချိန်ပြီးတော့အမြဲတမ်းအခြေအနေဆိုတော့ခြေထောက်တစ်ဖက်ဖြတ်ရမယ်ဂိမ်းရောက်တော့အဲ့ဒီမှာသူ့မိတ်ဆွေတွေက သတင်းသွားမေးတယ်မေးရင်သူ့ကိုပြောတာမင်းဘယ်တော့မှဆိုအကောင်းဘက်ကကြီးပဲပြောတယ်အကောင်းကြီးပဲမြင်တယ်မင်းဒီတခါမင်းကိုမင်းဖြစ်တဲ့အခါအကောင်းမြင်နိုင်အောင်မလားပေါ့အကောင်းမြင်နိုင်အောင်မလားမင်းမင်းကိုယ်တိုင်ခြေထောက်တစ်ဖက်ဖြားရတော့မင်းမင်းဘယ်လိုလုပ်အကောင်းမြင်မလို့ဆိုအဲ့ဒီလူကပြုံးပြီးတော့ဗာပြောတော့ဆိုလို့ရှင်တငယ်ချင်းတို့တဲ့ငါဒီကနေ့အစားပြီးတော့ခြေထောက်ခြေ ဒီဖဏတ်ဟာတစ်ဖက်ဖိုးတက်တာသွားပြီ။ငါဖဏတ်ဟာတိတ်နှစ်ရံနှစ်ခုမဝယ်ရတော့ဘူးတစ်ခုပဲဝယ်ရတော့။အကောင်းဘက်ကနေကြည့်ပြောတယ်နော်။ဖဏတ်တရံတရံထဲမှာတစ်ဖက်စာပဲငါဝယ်ရတော့မယ်ဆိုတစ်ဖက်ဖိုးငါတက်တာသွားပြီလို့ပြောတယ်။ခြေတော့ဖြတ်ရလို့ဖြည့်ရနေခြင်းဆိုတဲ့အတွေးကိုမတွေးဘူး။အေးဖဏတ်တစ်ဖက်ဖိုးတက်တာသွားပြီ။အကောင်းဘက်ကမြင်တာ။ အတချို့နေရာမှာ white set attention ဆိုတာအဲ့ဒါမျိုးကိုပြောတာတစုံတစ်ခုဖြစ်လာလို့ရှိရင်စိတ်ဆင်းရဲနေမဲ့အစားအကောင်းဘက်ကလှည့်တွေးပြီးတော့လှုပ်တင်လှုပ်ထိုက်တာလှုပ်အောင်ဒါပြောတာနော်လှုပ်တင်လှုပ်ထိုက်တာစိတ်ပူပန်တာနဲ့လှုပ်တင်လှုပ်ထိုက်တာဆိုတာ ਨੇ တခြားစီတချို့က မကောင်းတာဖြစ်ပြီဆိုလို့ရှိရင်စိတ်ထဲကပူပန်ပြီးတော့ဘာလို့မှမသိညာလုံးဝမှမသိစိတ်တွေဆင်းရဲပြီးတော့အဲ့ဒါလိုနေတယ်အဲ့ဒါလိုမဟုတ်ဒါအဖြေမဟုတ်ဘူးအဖြေမဟုတ်စိတ်ပူပန်နေမဲ့အစားပူပန်မှုကိုရှင်းချပြီးတော့ဘာလို့သင့်တယ်ဆိုတာကိုစဉ်းစားဖို့ပဲလိုအပ်တယ်ဟောတာစိတ်ရဲ့စွမ်းရည်တွေကိုဒီလိုလေ့ကျင့်ပြရမယ်ပြော